မြန်မာနိုင်ငံတွင်ရုရှားယင်းနှမြုံနှံမှုတွေလာဖို့သမ္မတဦးထင်ကျော်ကဖိတ်ခေါ်လိုက်ပါတယ်ခုံဘသာကတင်ဆက်ထားပါရရှင်ရုရှားအာဆီယံထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့သမ္မတဦးထင်ကျော်ဟာမေလ16ရက်နေ့ကရုရှားနိုင်ငံဆိုရှီမြုပ်ကိုရောက်ရှိလာပြီးရုရှားသမ္မတနဲ့တွေ့ဆုံခဲ့ပါတယ် တမ်ဒါဥထင်ကျော်ကရုရှားစစ်ပွဲရေးလုံငန်းရှင်တွေဟာမြန်မာနိုင်ငံကိုလာရောက်ရည်နှီးမြှုပ်နှံဖို့စိတ်ဝင်စားတယ်လို့ကြားသိရတာဝန်သားတဲ့အကြောင်းနဲ့ရုရှားအနေနဲ့မြန်မာနိုင်ငံအတွင်းကိုလာရောက်ရည်နှီးမြှုပ်နှံဖို့ကြိုးဆိုကြောင်းပြောပါတယ် Business people are getting interest in our economy and to work with a country based on mutual beneficial cooperation and we would really like to welcome russian investments in myanmar ရုရှားတမ်ဒါကတော့လက်ရှိမြန်မာနဲ့ဆက်ဆံရေးနဲ့ကုန်သွယ်ရေးအခြေအနေတွေဟာမမြင့်သေးပေမဲ့လက်ရှိဆက်ဆံရေးတိုးတက်မှုတွေကိုကြည့်မဲ့ဆိုရင်အလားအလာကောင်းတယ်လို့ပြောပါတယ်။ Надо прямо сказать, уровень торгово-экономических отношений у нас пока не велик, но, на мой взгляд, есть хороший потенциал для развития наших отношений. ဒါပြင်တွေ့ဆုံပွဲမှာနိုင်နိုင်ငံဆက်ဆံရေးကန်တဆက်လက်မြင့်တင်ဖော်ဆောင်ရေးချစ်ချည်ရေးအသင်းတွေကိုနိုင်နိုင်ငံလုံးမှာတည်ဆောက်ပြီးယဉ်ကျေးမှုနဲ့စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေဖော်ဆောင်ရေးပြည်သူအချင်းချင်းပုံမှုထိတွေ့ဆက်ဆံခွင့်ရရှိအောင်ဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်တွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။ရုရှားမြန်မာဆက်ဆံရေးဟာနှုန်ခတ်တဲ့1948ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့ကစတင်ခဲ့ပါတယ်။ 2015ခုနှစ်အတွင်းနိုင်ငံငံကုန်သွယ်ရေးဟာအမေရိကန်ဒေါ်လာတန်ပေါင်း130ကျော်ရှိလာခဲ့ပါတယ်။ရုရှားဘက်ကဒေါ်လာ114တသမ8တန်တင်သွင်းခဲ့ပြီးမြန်မာဘက်က15တသမ9တန်လောက် တင်ပို့နိုင်ခဲ့ပါတယ်။ရုရှားဘက်ကတော့အများအပြားဆက်နဲ့ဆက်ပိုပစ္စည်းတွေတပ်တုပစ္စည်းတွေကိုတင်ပို့လေ့ရှိပါတယ်။မြန်မာဘက်ကတော့အဝတ်အထည်နဲ့အစားအစာတွေကိုအများဆုံးရုရှားဘက်ကတင်ပို့လေ့ရှိပါတယ်။အထက်ကဖြစ်ရုရှားနဲ့မြန်မာဟာဂုံသွေးရေး တတတူတူဖော်ရေးလုပ်ငန်းပညာရေးနဲ့မှုရေးစေဝါစန့်ကျင်တိုက်ဖြတ်ရေးလုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်လေ့ရှိပါတယ်။ကျွန်တော်ခွန်ပါတာပါ။